အားလုံးပဲမင်္ဂလာပါဒီနေ့ဒါစူပါဆန်နေပေါ့ဗျာနော်26ရက်10လ2025ဒီနေ့တနင်္ဂနွေညဖြစ်တယ်အင်္ဂလာပြင်းပြလေးပွဲစဉ်ရောအီတလီစီးလေးရောစပိန်လာလီကာဂျာမန်ပိုတစ်လီကာပေါ့ပွဲစဉ်တွေတော်တော်များများရှိတယ်ပေါ့ဗျာနော်ဒီထက်မှအာကျွန်တော်စိတ်ကြိုက်၃ပွဲလောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နော်ဒီနေ့တနင်္ဂနွေညမှာတော့ကျွန်တော်တို့ဒါအင်္ဂလာပြင်းပြလေးမှာဆိုလို့ဒါပွဲကြီးဆိုလို့ဒါ တိတ်မရှိဘူးဗျာเนาะအာဆင်နယ်နဲ့မန်စီးတီးတော့ပဲဒီနေ့ညအချက်နဲ့မနေ့ကဆိုတော့ဒါချက်စီးတို့ဒါလီဗာပူးတို့မန်ချစတာယူနိုက်တက်တို့ကပ်ပြီးွားရဖြစ်တယ်ဒီနေ့မှာတော့ဒါအာဆင်နယ်နဲ့မန်စီးတီးပွဲစဉ်လေးတော့ရှိမယ်เนาะဒီတဲမှာကျွန်တော်၃ပွဲလောက်ရွေးချက်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့ညမှာကျွန်တော်ရင်ဦးဆုံးအစရွေးချက်ပြီးနေတာတော့ကျွန်တော်တို့ Aston Milan နဲ့ Man City ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချက်ပေးသွားမှာအရင်ဆုံးရွေးချက်ပေးခြင်းမှာလည်း ီပွဲစဉ်လေးမှာဆိုတော့ကျွန်တော်တို့မန်စီးတီးကနေပြီးတော့အက်စတွန်ဗီလာကိုဝင်းဝင်းကနေပြေးတဲ့ကြီးကဘောဂျီချင်းမှာဆိုတလုံးကို50စာဘူပေါင်းချင်းလေးမှာ3လုံး50စာဒီချင်းလေးဖွင့်နေထားတာဖြစ်ပါတယ်ဒီကြီးကဒီပွဲစဉ်ကတော့မြန်မာဆန်တော်ချင်းကျွန်တော်တို့ရှင်းလိုက်ပွဲမှာလာမှာဖြစ်ပါတယ်เนาะဒီပွဲစဉ်မှာဆိုရင်မစီးတီးတင်တဲ့ဒါအက်စတွန်ဗီလာကိုအဝေးကွင်းကနေချေးပေးထားတာ1ပေါင်း50เนาะဘောဂျီချင်းမှာ1ပေါင်း50ပေးထားတယ်မနေ့ကကျွန်တော်တို့ဒါ 2024 2025ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာတော့အက်စတိုမီလာနဲ့မန်စီးတီးနှစ်ကြော့တွေ့ခဲ့တဲ့နောက်မှာတော့အက်စတိုမီလာရဲ့အိမ်ခွေမှာ2-1ဆိုတဲ့ရလဒ်နဲ့မန်စီးတီးကိုနိုင်ခဲ့ပြီးတော့မန်စီးတီးရဲ့အိမ်ခွေမှာ2-1ဆိုတဲ့ရလဒ်နဲ့ပဲပြန်ပြီးတော့နိုင်ခဲ့တယ်နှစ်ကြော့လုံးမှာသူတစ်ကြော့ကိုတစ်ကြော့နိုင်ခဲ့တယ်ပေါ့ဗျာနော်ဒီပွဲစဉ်လေးမှာဆိုတော့မနေ့ကမန်စီးတီးရအဝေးခွေမှာအက်စတိုမီလာကိုမနိုင်ခဲ့ဘူးဒါကြောင့်မို့ဒီနှစ်မှာ1.90ချိန်ပြတ်ပေးတယ် မစီဒီယာဒါအက်စတိုဗီလာကိုမနိုင်ခဲ့တာကတော့2020နှစ်နောက်ပိုင်းမှာမစီဒီဝင်းကွေးကနေအက်စတိုဗီလာကိုနိုင်ပွဲရရှိထားခြင်းမရှိဘူး2020ကျွန်တော်20နှစ်နောက်ပိုင်းအက်စတိုဗီလာနဲ့မစီဒီနဲ့တွဲဆုံတဲ့ဒါအဝေးကွေးတုံးကျင်တုံးမှာမစီဒီနိုင်ပွဲအက်စတိုဗီလာကိုရထားခြင်းလုံးဝမရှိသေးပါဘူးเนาะဒီနေ့ညမှာတော့ဒါ1ပေါင်း90ဂျီဒါဖွင့်လည်ထားတာဖြစ်ပါတယ်เนาะအာမစီဒီနဲ့လက်ရှိကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလည်း ဇရာသုံးမှရက်တည်နေတာဖြစ်တယ်။ရှစ်ပွဲကပ်ပြီးသွားတဲ့တက်မှာတော့ငါးပွဲနိုင်ကျွန်တော်တို့တပွဲသေးနှစ်ပွဲရှုံးသားရဲ့ဆိုရင်ရလက်မျိုးအစ်အဲ16ရမတ်16နဲ့အစ်သုံးနဲ့မှရက်တည်နေတာဖြစ်တယ်။အက်စတိုမီလာကတော့ရှစ်ပွဲကပ်ပြီးသွားတဲ့တက်မှာတော့သုံးပွဲတိုင်းသုံးပွဲတည်းနှစ်ပွဲရှုံးဆိုရရလက်နဲ့အဆင့်ဆက်တဲ့နေရာမှာရက်တည်နေတာဖြစ်တယ်။မက်ဆီရီကဘာကြောင့်ဒီနေ့ညမှာ1.90ပဲအဆုံပြီလာကိုချေးဖွင့်ထားလဲဆိုတော့အဝေးကွင်းလည်းဖြစ်တဲ့နေရာပို့လို့ နောက်ပြီးတော့လက်ရှိမန်စီးတီးခြေစမ်းပိုင်းကအရင်ကောင်းမွန်တဲ့ဘက်ကလည်းမရောက်သလိုဆိုးတဲ့ဘက်ကလည်းမရောက်ဘူးဗျာနော်ဒါသူ့အနေနဲ့ဒါကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုနောက်ခလုံးကန်ခဲ့တဲ့ငါးပွဲတော့အားရတယ်ရှိတယ်ဘန်လေးကို5-1နဲ့နိုင်တယ်ချန်ပီယံလိပွဲစဉ်မွန်နာကူနဲ့တူတူတည်ကြပြီးတော့ဘရက်ဖို့နဲ့ပွဲစဉ်ဇီဝဲနဲ့နိုင်တယ်အီဗာတန်နဲ့ပွဲစဉ်2-0နဲ့နိုင်ပြီးတော့ချန်ပီယံလိနောက်ကျော့ဗီလာကြီးရဲ့နဲ့ပွဲမှာတော့ဇီ2ဆိုတဲ့ရလက်မျိုးနဲ့မန်စီးတီးကတော့နိုင်ပွဲတွေဆက်တိုက် ဒါကျွန်တော်ငါးပွဲစတိုက်နိုင်ရနိုင်ပွဲတွေရရှိတာလေချက်မြဲလေးတပွဲတော့တည်ကြထားရပေါ့ဗျာနော်မစီးတရားတော့ဒါလက်ရှိခြေစမ်းမရတော့ဒါမစိုးလာဦးနေသားကိုဖြစ်တယ်နော်အဲကြောင့်မလို့ဒီနေ့ညမှာတော့မစီးဒီအဝေးဝန်းနေဝမ်းပေါင်း90ကြီးရတော့ကျွန်တော်စိတ်ထင်ရတော့ဒီနေ့ညမစီးဒီရဲ့ကြီးအောင်ညကြီးတကြီးလို့ကျွန်တော်ထင်ပြီးသုံးသပ်မိတယ်ဒါကြောင့်လဲဆိုတော့ကျွန်တော်2022ရဲ့နောက်ပိုင်း အဝေးခွေးကနေမန်စီးတီအက်စတရိုမီလာကိုနိုင်ပွဲများရှိတဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာမန်စီးတီနဲ့အက်စတရိုမီလာကိုနိုင်ပွဲပြန်ရှာတွေ့မယ်လို့ကျွန်တော်ထင်တယ်အဝေးခွေးကနေပေါ့နော်အဲကြောင့်မို့ဒီပွဲစဉ်လေးမှာတော့ကျွန်တော်မန်စီးတီပေါ်စီလေးကိုရွေးချယ်ပေးချင်ပါတယ်ကဲနောက်တစ်ပွဲကျွန်တော်ဆက်လက်သွားမယ်ဆိုရင်ဂျာမန်ပွဲစဉ်တွေကပွဲတစ်ပွဲကိုကျွန်တော်ရွေးချယ်တာဖြစ်ပါတယ်တော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ ကျွန်တော်တို့ဒီပွဲစဉ်မှာတော့ဂျာမန်ပွဲစဉ်မှာလေဗာကူဆင်နဲ့ဖရန့်ဖော့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။တော့ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်တို့လေဗာကူဆင်ကနေပြီးတော့ဖရန့်ဖော့ကိုခြေဖွင့်နေထားတာဖြစ်တယ်။ဒီကိုတို့သိရတဲ့အတိုင်းလေဗာကူဆင်ကနေပြီးတော့ဖရန့်ဖော့ကိုဒါကျွန်တော်တို့ level ကိုရှုံးဂိုးပေါင်းကျစ်လေးမှာနှလုံးရှုံးဆွယ်ခြေမျိုးလေးဖွင့်နေထားတယ်။ဒီပွဲစဉ်မှာဆိုရင်လေဗာကူဆင်ကတော့ဒါကျွန်တော်တို့လက်ရှိခြေစမ်းရာကတော့ကျွန်တော်တော့ပြန်ကြည့်ရမယ်ဆိုရင် ကောင်းတဲ့ ခြေသွမ်းပိုင်းလည်းမဟုတ်တယ်လို့ဒါဆူရခြေဘက်လည်းကိုမရောက်ဘူးเนาะဒီလိုနေထားမျိုးရှိတယ်ပြီးခဲ့တဲ့ကျွန်တော်ချန်ပီယံလိပီအက်ဂျီနဲ့ကန်ခဲ့တဲ့ပွဲမှာတော့ကျွန်တော်တို့ဒါပီအက်ဂျီကိုဂိုးပြတ်เนาะဂိုးပြတ်ရှုံးခဲ့တဲ့2ဂိုးခုနှစ်ဂိုးဆိုရရားလက်နဲ့တော်တော်လေးတော့ဒါဂိုးပြတ်ရှုံးခဲ့ရဲလေဘာကူစင်ကเนาะအာအဲအဲနောက်ဘက်မှာတော့ဒါချန်ပီယံလိတကြောမှာတော့ PFB ကိုဒါကျွန်တော်ဝမ်ဝမ်ချန်ပီယံလိမှာတေးကြတယ်သူရတာလီပွဲမှာတော့စိန့်ပေါ်လေးကို1-2နဲ့နိုင်တယ် ယူနန်ပါလီကိုဒူးစီးနဲ့နိုင်ပြီးတော့မဲယူ3-4နဲ့နိုင်ထားခဲ့တယ်။ဒါကျွန်တော်လီဗာကူဆင်ရဲ့ဒါပြောမှလို့ခြွေသမ်းပိုင်းကဒါမစိုးလောက်လို့တော့ကျွန်တော်တုံ့သက်မိတယ်။နော်ဒီကျွန်တော် front four ပြန်ကြည့်မယ်ဆိုရင်တော့ဒါသူသူ့နေတဲ့ဒါရလက်ကောင်းလေးတွေပိုင်ဆိုင်ထားတယ်လို့ဆိုရမယ်။ကျွန်တော်တို့ဒါချန်ပီယံလိချန်ပီယံလိပွဲစဉ်တော့ဒါ plan ဘက်ကကန်ထားတာလုံးဝမရှိဘူး။ယူရိုပါလိဒါကန်ထားတာရှိတယ်။ เนาะยูโรปาลีกပွဲစဉ်မှာတော့ကျွန်တော်တို့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒါယူရိုပါလိပွဲစဉ်မှာတော့တူးစီနဲ့နိုင်ရလက်မျိုးကျွန်တော်တို့နတာလန်ကလပ်ထဲကအတင်းငယ်တင်းတော့ဒါတူးစီနဲ့ရလက်ဒါဆွမ်းဆောင်ထားနိုင်တယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ကလပ်ပွဲစဉ်မှာသူ့ရဲ့ဒါနမချင်းခတ်စစ်စင်ကျွန်တော် front pack နဲ့ဒါတူးတူးတည်ကန်ထားပြီးတော့ဒါမပြောမဆိုရင် front pack ကဒါကျွန်တော်တို့ရှစ်ပွဲစတိုက်လောက်ကိုဒါချုံပွဲမရှိသေးဘူးဒါကျွန်တော်တို့ အရင်နဲ့အနိုင်ပွဲတွေယူပဲဆွဲဆောင်ထားတာမျိုးတော့ကျွန်တော်တွေ့ရတယ်။နှစ်သင်းတော့ရလက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဒီနေ့ညမှာတော့ဒါအောင်နေပါဘူးစင်အားတွေတော့အိမ်ကွင်းကနေပြီးတော့ level ကိုရှုံးဆိုတဲ့ခြေမျိုးကိုကျွန်တော်ကဒီနေ့ညမှာရွေးချက်ပေးနေတာတော့ဒီနေ့ညလေဘာကူစင်ရဲ့ဒါနိုင်ဂျီတချီတို့ကျွန်တော်တမ်းမှတ်မိတယ်။ဒါကြောင့်လဲဆိုတော့လေဘာကူစင်နဲ့အိမ်ကွင်းဆိုရင်ဒါ transport ကိုဒါအသာစီးယူလိုက်တဲ့အကျင့်ဇီးရလေးတော့ရှိကြတယ်နော်။ဒါကြောင့်မို့ဒီနေ့ညမှာလေဘာကူစင်နဲ့ transport ကို ဒီနေ့ညမှာလည်းဆက်ပြီးတော့နိုင်ပွဲရှာတွေ့အောင်မယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတဲ့အတွက်ကျွန်တော်လေဗာကူဆင်ဘော်ရီလေးကိုရွေးချယ်ပေးချင်ပါတယ်เนาะနောက်တစ်ပွဲကျွန်တော်ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့အာဆင်နယ်အာဆင်နယ်ပွဲလို့ထပ်သွားမှာပြအာဆင်နယ်နဲ့ခရစ်စ်ပဲလစ်ဒီပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်ကနေပြီးတော့ခရစ်စ်ပဲလစ်ကို1.90ကျေးဖွင့်လက်ထားတာဖြစ်ပါတယ်လက်ရှိ internet update ချိန်မှာလည်း1.90အာဆင်နယ်ကနေပြီးတော့ကျွန်တော်တို့ဒါခရစ်စ်ပဲလစ်ကိုကျေးဖွင့်လက်ထားတာဖြစ်ပါတယ် လက်ရှိအာဆင်နယ်ရဲ့ခြေတန်းပိုင်းကလည်းကျွန်တော်ပြောရမယ်ဆိုရင်မဆိုးလာတဲ့အနေအထားမျိုးမှာရှိတယ်။ဒါခရစ်စစ်ပဲလစ်ကတော့နည်းနည်းလေးဒါပြောရမယ်ဆိုရင်ခြေစမ်းပိုင်းမှာတော့နည်းနည်းလေးအခြားဘက်ကိုရောက်နေတယ်ကျွန်တော်ဒီမဲ့သုံးသပ်မိတယ်ဗျ။နော်ဂိုးပေါင်းချင်းမှာဆိုရင်လည်း၃လုံးကို90စာဒီနေ့ညဒီကြေးဖွင့်နေတဲ့အနေအထားကဘိုးချင်းနဲ့ဂိုးပေါင်းချင်းမှာတော့ကျွန်တော်ရဲ့ထင်မြင်သုံးသပ်မိမှာတော့ဘူကင်နေနဲ့ခရစ်စစ်ပဲလစ်ကိုဂိုးမပေးထားတော့ဘူးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျ။နော် ။ဒါကြောင့်လဲဆိုတော့အာဇင်နယ်ကတော့လက်ရှိနောက်ဆုံးခဲ့တဲ့၅ပွဲ၅ပွဲလုံးကိုနိုင်ပွဲရရှိထားတာဖြစ်တယ်။ချန်ပီယံလိပွဲ၂ပွဲလုံးကိုနိုင်ထားတယ်။အင်ဒီဂိုမက်ထစ်ကိုတောင်တော့4-0ဆိုတဲ့ရလဒ်နဲ့5ပြက်နိုင်သိမ့်ခဲ့ပြီးတော့ကိုလံဘီယာကောလည်းချန်ပီယံလိပွဲထဲမှာ2-0နဲ့နိုင်ထားခဲ့တယ်။နော်ပြီးခဲ့တဲ့ဒါကျွန်တော်တို့အမှတ်ပေးပွဲ၃ပွဲလုံးမှာဆိုရင်လည်းနျူကာဆယ်1-2နဲ့နိုင်တယ်။ဝါဟောင်း2-0နဲ့နိုင်ပြီးတော့ဖူအန်ကို0-1နဲ့နိုင်ထားခဲ့တဲ့အာဇင်နယ်ရဲ့အခြေအနေက ဒီနေ့ရာသီမှာတော်တော်လေးကောင်းမွန်နေတဲ့ရလက်ကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ခင်မင်သုံးသပ်မိတယ်ခစစ်ပဲလက်ကိုသွားပြန်ကြည့်ရမယ်ဆိုရင်ခစစ်ပဲလက်ကနောက်ဆုံးကဲခဲ့တဲ့၃ပွဲ၃ပွဲလုံးဆုံးခဲ့တယ်ကျွန်တော်နောက်ဘုတ်ကဲခဲ့တဲ့၃ပွဲ၂ပွဲဆုံး၁ပွဲသိရင်ပေါ့ဗျာနော်ကြီးလဲကြာကြခဲ့တယ်၃ပွဲလုံးကြီးကြခဲ့တဲ့နေသားမှာရှိရဘူးပေါ့နဲ့ပွဲလဲကြီးကြခဲ့တယ်နော်ဒါကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဒါ conference မှာဒါ ွန်ဖရင့်လိမှာဆိုအီးတင်းဆိုတဲ့အတင်းတော်တာ Z1 နဲ့ Possible ကရှုံးခဲ့တယ်။နောက်ပြီးတော့ကျွန်တော်တို့ဒါပန်ပွေးပိုင်းမှာဆိုရင်လည်းကျွန်တော် Everton 2-1နဲ့ရှုံးတယ်။ပြီးကြရင်ကျွန်တော်ဘုံးပေါက်ကို3-3ကန်ထားခဲ့တဲ့လက်ရှိ Possible ရဲ့ခြေစံကတိတ်အားရစရာတော့မရှိဘူးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။နော်အဲ့တော့ကြောင့်မို့ဒီနေ့ညမှာဒီပွဲစဉ်တော့ကျွန်တော်ဘိုလ်လေးကိုရွေးချယ်ပေးကြပါတယ်။ဘိုးပေါက်ကလေးကိုလက်ရှောင်ခြင်းတယ်။ဒီပွဲစဉ်လေးမှာတော့ကျွန်တော် Arsenal ဘိုလ်လေးကိုကျွန်တော်ကြိုက်ပါတယ်။ အာဆင်နယ်နဲ့အင်ဂွဲကနေပြီးတော့ဒါဝမ်းစီကနေပြီးတော့စကြရမယ်ညတညာလို့ထင်မြင်သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်နေနဲ့နင်းနေညဖွင့်တာကြီး190ခုပေါင်းကြည့်လေး3လုံးကို90စားနဲ့ဒီစပယ်လေးဒီနေ့က900ရဖို့အာဆင်နယ်ကိုခက်ခဲမယ်လို့ထင်မြင်သုံးသပ်မိတယ်။အဲဒါကြောင့်မို့အာဆင်နယ်တစ်ဖက်တည်းဒါဒီနေ့ညမှာအနည်းဆုံးဒါ1စီ2စီလောက်နဲ့သွားမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိရတော့အာဆင်နယ်ဘောလီကိုရွေးချယ်ပေးကြပါလေဒီနေ့ညယနေ့ည3ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါလေ YouTube တွေကညီကိုတွေ့ နော် YouTube တန်းညကိုအတွက်သုံးပွဲမှာတော့ကျွန်တော် Arsenal Body Man City နဲ့ Aston Villa ရဲ့ပွဲစဉ်ကျွန်တော် Man City Body နော်ကျွန်တော်နောက်တဲ့ Liverpool နဲ့ Frankfurt ရဲ့ပွဲစဉ် Liverpool Body ဒီနေ့ညကျွန်တော်ထက်ကြီးတွေတော်တော်ကြိုက်တယ်ဗျာနော်မနေ့ညကတော့ဒါအင်္ဂလန်ပြင်းပြလေးမှာဂိုးတွေတော်တော်များများပေါ်ခဲ့တယ်နော်ဒီနေ့ဒီနေ့ညမှာလည်းဒါကိုယ်တွေထပ်ပြီးတော့မြိုင်ဆိုင်အောင်လားဆိုတာစောင့်ကြည့်ရမယ်ညတညဖြစ်တယ်เนาะကျွန်တော်လည်းကြိုက်ချစ်တွေ့ like လုပ်လို့ရပါတယ်ဗီဒီယိုကကျွန်တော်ဒါအတူဆုံး ြောတာဖြစ်တယ်တချို့ညီကိုရာကျွန်တော်ဗီဒီယိုဖိုင်ရှေ့တယ်ပေါ့ပေးရှေ့ရပေါ့ကျွန်တော်နေနေတာတူတူတုတ်တုတ်ဒါပြောပြလိုက်တာဖြစ်ပါတယ်เนาะအားလုံးပဲအားပေးတဲ့ကြောက်ချင်းစီတိုင်း subscribe တောင်းနေတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့လည်းကြားပါတယ်အနိုင်ဝင်တွေများများထုံးနိုင်ကြပါစေလို့ဆုမွန်ကောင်းတိုင်းနဲ့ကျွန်တော်ချီးကျူးတဲ့အားပေးညီကိုများနော်ဘလုံးဝါသနာရှင်ညီကိုများဒါလှပနေတဲ့ဒီနေ့ကိုပိုင်ဆိုင်ကြပါစေအားလုံးပဲဒီနေ့လည်းကြားမှာအပေါင်းတွေပြတ်ကြပါစေ good luck ပါခင်ဗျာ